မင်္ဂလာပါတနေ့ကောင်မှာအထိုင်များတဲ့ယုံသမားတွေဖုန်းနဲ့လုံးလုံးဝရသူတွေကွန်ပျူတာနဲ့လုံးလုံးဝရသူတွေစပွဲမှာထိုင်ပြီးတော့တနေ့ကောင်လုံးလုံးဝရသူတွေမှာဖြစ်နေရှိတဲ့လက်ပညာတွေညောင်းတာတွေလက်ပညာတွေကုန်းတာတွေအတွက်အထောက်အပံ့မဲ့လေ့ကျင့်ခန်း၃ခုကိုဝေဖျားပေးချင်ပါတယ်ဒီလေ့ကျင့်ခန်းလေးတွေကိုခုံတလုံးပေါ်မှာထိုင်ပြီးတော့ပြုလုပ်ရမှာဖြစ်ပါတယ်ဗျပထမဆုံးလေ့ကျင့်ခန်းလေးကတော့ခုံမှာထိုင်ပြီးမှစတော်လေးကိုနည်းနည်းကားလိုက်မယ်နော်ပြီးရင်လက်ကလေးကိုဘေးကိုကားလိုက်မယ်ဒီချိန်မှာအသက်ကိုရှူမယ်ပြီးရင်အသက်ကိုမှုထုတ်မယ်ပြီးရင်ခန္ဓာကိုယ်လေးကိုပညာလှည့်ပေးရမှာဖြစ်ပါတယ်ပြီးရင် ပြန်ကားမယ်အသက်ကိုရှူပြီးအသက်ကိုရှူထုတ်ပြီးမှခန္ဓာကိုယ်လေးကိုလဲပြောင်းဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကပခုံးနဲ့ရင်ဘတ်ကြားထဲမှာရှိတဲ့ back muscle တွေကိုဆွဲဆန့်ပေးရတဲ့ရောက်တဲ့ခန္ဓာကိုယ် rotation movement လေးကိုလည်းပုံပုံကောင်းမွန်စေဖို့အထောက်အပံ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကို15ဒေ3ကြောလောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျဒုတိယမြောက်လေ့ကျင့်ခန်းလေးကတော့ထိုင်ကုန်မှာထိုင်ထားပြီးလက်နှစ်ဖက်လုံးကိုဆန့်ထုတ်လိုက်မယ်ဆန့်ပြီးသွားပြီးရှင်လက်တစ်ဖက်ကကျန်တဲ့လက်တစ်ဖက်ရဲ့အထိပ်ကိုလက်ဖြားကို ကပ်ပြီးမှပုတ်ပြီးဆွဲလာမယ်ပြီးရင်နောက်ညနာလဲနကြံတဲ့ဘက်ကိုလှည့်သွားမယ်โอเคပြီးရင်ဆွဲပါမယ်နောက်တစ်ဖက်ပါမယ်ပြီးရင်တစ်ဖက်ချင်းစီဆွဲလာမယ်ပြန်ဆက်ပါမယ်ညနာလေးကဆွဲသွားတဲ့ဘက်ကိုလိုက်လှည့်ကြည့်ပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကလည်းလက်ပင်ကျော်ရဲ့တည်ငြိမ်မှုတွေလက်ပင်ကျော်ရဲ့လှုပ်ရှားမှုတွေကိုပုံမကောင်းမှုတွေရဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဗျဒီလေ့ကျင့်ခန်းလေးကိုလည်းပင်ညာမှာတစ်ချိန် တက်မှတ်ပြီးတော့15ကျေ3ကျော်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျာတက်တရမြောက်လေးချင်းကလေးမျိုးရောလက်နှစ်ဖက်ကိုပခုံးပေါ်မှာကွေပြီးတင်လိုက်မယ်ပြီးရင်အရှိကိုပခုံးလေးလှည့်ပေးရမှာဖြစ်တယ်အရှိကို15ကျေအနောက်ပြန်15ကျေနော်အရှိကို15ကျေအနောက်ကို15ကျေ3ကျော်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့လေ့ကျင့်ခန်းလေးတော့ဟာရုပ်တော်မှာဖုန်းတော်မှာကွန်ပျူတာနဲ့အလုံးလုံးဝတနေ့ဘူးဇွဲမှာထိုင်ပြီးတော့လုံးလုံးဝဆိုပြီးဖြစ်နေရှိတယ်လက်ပြညောညောင်းတာတွေလက်ပြညောတွေတင်းမာတာတွေ လက်ပြင်ညောကုန်းနာတွေကိုပြန်လည်ကောင်းမွန်လာစေဖို့အထောက်အပြုစီမံလေ့ကျင့်ခန်းလေးပြီးဖြစ်ပါတယ်ဗျာလေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေအစီအပြေမဲ့အကျိုးရှိမှုတွေကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုစောင့်နေတိကျပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကုလူလေးပါပေါင်မြာကျော်တဲ့သူတွေနဲ့အလုံများလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မာနေရင်ပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကုညီလေးပြပေးနေတဲ့ fellows guide တယောက်ဖြစ်ပါတယ်